ဖုံးဆိုးမြေလို့ခေါ်ကြတဲ့တင်းကျဲလိုနေရာမျိုးမှာ သူတို့ကဘာကြောင့်အိမ်နေကြသလဲဒီလူတွေဟာသူတို့နေထိုင်ရမယ့်နေရာကိုအိမ်တွေအစားအများလာမောနဲ့ဖုံးဆိုးမြေတွေပေါ်မှာနေထိုင်ကြတာဖြစ်ပါတယ်။တန်းစီနေတဲ့အုပ်ကိုတွေပေါ်မှာသူတို့တွေဟာထမင်းချက်စားကြတယ်။အိတ်ကြတဲ့ပြင်သူတို့ကလေးတွေကိုလည်းဒီအုပ်ခုတွေနားမှာပဲစော်စားဖို့နေရာဖန်တီးပေးထားကြတာဖြစ်ပါတယ်။ဒီလူတွေကိုအာနာပိုင်တွေကရှေ့ဖို့ပြောရင်တောင်မှသူတို့ကမရွှေ့ပြောင်းကြဘဲနဲ့သူတို့ကအုပ်ခုမှာပဲ အုတ်ကူပဲဖြစ်နေကြတာဖြစ်ပါရင်သူတို့ကအိမ်တွေပေါ်မှာမနေကြဘဲနဲ့ဘာလို့အုတ်ကူတွေကိုအိမ်လို့အဖြစ်သတ်မှတ်ပြီးတော့နေကြတာလဲအများကျိုးချင်းစီကအုတ်ကူတွေပေါ်မှာနေထိုင်နေကြရတာဘာကြောင့်ဖြစ်နေမလဲဆိုတာသိရဖို့အတွက်ဗီဒီယိုလေးကိုကြည့်လိုက်ရှာအောင်ပါ အများမနေရကြတဲ့ဖုံးစုံမြေမှာခြေကျနေထိုင်ကြတဲ့သူတွေအများစုကတော့ကမ္ဘောဒီးယားနိုင်ငံမှာသာမြင်တွေ့ရမှာဖြစ်ပါသည်။ခမာလူမျိုးတွေနေထိုင်ကြတဲ့ဒီနိုင်ငံထဲမှာပြည်သူပေါင်း80ရာခိုင်နှုန်းလုံးကဆင်းရဲတွေနဲ့နေကြတာဖြစ်ပါသည်။အိမ်ချမ်းရေးစရာလေးစမတန်မြင်မာတဲ့ပြင်အင်္ဂါစီးကလည်းမသေးတာကြောင့်ဒီနိုင်ငံကလူတော်တော်များကအတော်လေးကိုစည်းကြည့်နေကြတာဖြစ်ပါသည်။ကမ္ဘောဒီးယားနိုင်ငံကပြည်သင့်နိုင်ငံရဲ့ကျူးကျော်တိုက်ခိုက်ခြင်းကိုလည်းလူလက်ခံကြရသလိုနိုင်ငံရဲ့ကိုလိုနီလက်အောက်ခံဖြစ်လွတ်မြောက်သွားတဲ့အချိန်မှာလည်းပြည်ရင်းစစ်တမ်းကိုပြည်တယ်ခံကြရတာဖြစ်ပါသည်။အဲဒါကြောင့် မောရီးယားနိုင်ငံကအရှိတောင်အာရှမှာဖွံ့ဖြိုးတိုးတက်မှုအနောက်ကျဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါရီမကာဒီပဲနဲ့ခမေရီအစိုးရလက်ထက်မှာမြေပိုင်ဆိုင်မှုအရာအလုံးကိုပါနိုင်ငံပိုင်ဖြစ်သိမ်းဆည်းထားခဲ့တာကြောင့်ပြည်သူတွေကနေစရာမြင်နေရမရှိတော့တာဖြစ်ပါတယ်။သူတို့တွေဆင်းသွားပြီးတဲ့နောက်ပိုင်းမှာတော့နောက်ထပ်တက်လာမယ့်အစိုးရကမောရီးယားပြည်သူတွေကိုပြန်ငှက်ကြည့်ပေးခဲ့တာမြို့ပေါ်ကိုခေါ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုပြောင်းရွှေ့ပြီးပြီးချင်းမှာတော့ချက်ချင်းဆိုသလိုအစိုးရကမြေပိုင်ဆိုင်ခွင့်ကိုမချသေးပါဘူး။ နိုင်ငံပိုင်အစိုးရကဒီမျိုးမှာအနည်းဆုံး၄နှစ်ကနေပြီးတော့၅နှစ်နေမှသာမြေနေရာလွတ်တွေကိုပိုင်ပေးမှာဖြစ်ပါရီကမ္ဘောဒီးယားနိုင်ငံကအိနာဆိုစီရင်ကများပြတာကြောင့်အလုံးတွတ်တော် ဖြစ်နိုင်သေးပဲနဲ့ရှိနေကြတာဖြစ်ပါရီအဲဒါကြောင့်မေအောက်ခြေလူနှန်းစားတွေကကျူးကျော်တွေလိုပဲညီနေကြတာဖြစ်ပြီးတော့ဟိုလာရှာလိုက်တီဆောင်ပေးလိုက်နဲ့အတော်လေးကိုဒုက္ခရောက်နေကြတာဖြစ်ပါရီအစစအရာကဈေးကြီးနေကြတာကြောင့် နောက်ပိုင်းမှာတော့တို့တွေရောရွေးချယ်စရာမရှိတဲ့နောက်မှာတော့တုတ်တန်လိုခေါ်တဲ့ဖုံးစုံမြေပေါ်မှာတွားရောက်နေထိုင်ကြတာဖြစ်ပါရည်အနောက်မှာတော့တို့တွေရောအုတ်ကူပေါ်မှာဖြားလေးခင်းရင်းနဲ့ချိုးတခင်းစာနေရာလေးတစ်ခုရှောင်းအောင်ဖန်နေကြတာဖြစ်ပါရည်အုတ်ကူတွေကြာမှာဖလက်တကင်းနေတာကြောင့်တစ်ခါတလေမှာဘသူမှမခေါ်ဘဲနဲ့အတန်ကြာတာအိမ်နေရင်းနဲ့အိမ်မက်ဆိုးမတ်တာတွေပြင်တို့ကိုဒီမှာမနေကြဖို့ပြောတဲ့တန်လေးပါကြားရည်ဆိုပြီးတော့ပါဒေသခံတွေကပြောကြတာဖြစ်ပါရည်ဒီလိုနေရတာအဆင်မပြေပေမဲ့လေတို့တွေကတင်းကျန်းရှိပြတာအုတ်ကူဖြူတာတော့လုံးဝလုံးလို့မရှာပါဘူးအုတ်ကူတွေကိုဖြည့် ီအောင်လုပ်တဲ့သူတွေဆိုရင်တော့တစုံတရာတော့ဘေးရနေမျိုးမျိုးနဲ့ကြုံတွေ့ရနိုင်တာအသက်သေဆုံးတဲ့ဒီဖြစ်နိုင်တယ်လို့သူတို့ကယူဆထားကြတာပဲဖြစ်ပါတယ်။အဲဒါကြောင့်မင်းအိမ်ရမယ့်လူရင်းစားတွေအကုန်လုံးဟာမချစ်တော်လဲအောက်ကနေနေရတယ်လို့ပဲဒီအုပ်ကူတွေမှာနေထိုင်ကြရင်းနေပြီးသူတို့ရဲ့နေရက်တွေကိုပင်မဲဆောင်နေဖြတ်တန်းနေကြတာဖြစ်ပါတယ်။အာနာပိုင်တွေကရွှေပြောင်းပေးတဲ့နေရာတွေကလည်းအုပ်ကူနေရာတွေပေါ်မှာနေထိုင်ရတာထင်မသားတာကြောင့်သူတို့ရဲ့ဒီအုပ်ကူတွေပေါ်မှာပဲနေထိုင်ကြတာဖြစ်ပါတယ်။နောက်လာမယ့်စီစဉ်တွေမှာလည်းခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုထပ်မံတင်ဆက်ပေးမှာဖြစ်တာကြောင့် channel လေးကို like and subscribe တွေလုပ်ခဲ့ပေးပါအောင်ရှင်။ဆုံးဒီကြည့်ရှုအပ်ပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။